စတီးနဲ့ကျမတို့နဲ့လည်းခင်မင်ရင်းနေလာတာလေတကယ်ကိုဆယ်စုနှစ်တစုလောက်ကိုရှိကျမလည်းကိုစတီးကိုလုံလန်းတတ်တတ်မှုအရာခင်တာမျိုးချက်ဟိုပို့ပြီးတော့ညီကောင်မစိတ်မျိုးနဲ့ကျမတို့တန်ရောစင်ရှိတယ်သူအစဉ်ကြည်ရင်ပျော်မဲ့ထဲမှာကျမပါတယ်သူကောင်းချိုးဖြစ်ဖို့အတွက်ကိုအငြင်းနှစ်နှစ်ကာကကျမစိတ်ထဲကနေဆုတောင်းပေးသူမိသားစုကိုလည်းကျမဟိုအများအစဉ်ပြင်စေချင်တယ် အရန်ဖြစ်ချင်တာတခုတော့ရှိတာပေါ့နော်အဲ့ဒါကတော့ကိုလည်းအချိန်မပေးနိုင်လို့ဟိုမလုမလုဖြစ်တာပေါ့နော်အဲ့တော့ငွေတရားအဲ့ဟွာပေါ့အမှုပညာနဲ့ပတ်သက်ရင်ပကြီဆွဲရဝါသနာပါတယ်နောက်တစ်ခုကကျတော့ရုပ်ရှင်ရိုက်တာဝါသနာပါတယ်အဲ့ဒါကတော့လေဟိုကိုကတော့ရုပ်ရှင်ရိုက်ဖြစ်မယ်လို့တော့အခုချိန်ထိတော့ကိုယ့်ကိုမထင်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့တခြားအလုပ်တွေနဲ့ပဲလေဟိုမအားလန့်ဘူးပေါ့နော်အချိန်ဘုံမထွက်ဘူးပေါ့နော်ပြီးတော့တကယ်လို့သာအချိန်အားရဆိုရင်တော့အဲ့လိုအသက်ကြီးတဲ့အချိန်မှာအော်အေးစစ်လုတ်ချင်တာတော့ပကြီဆွဲရအောင်ပေါ့ဒါကတော့အမှုပညာနဲ့ပတ်သက်ပြီးတော့ နေလို့ဖြစ်တာပေါ့နော်ဟိုကူရုပ်ရှင်ရိုက်တယ်ဆိုတာကိုက director လုပ်ပြီးရိုက်တာမျိုးပြောတာကိုလိုမျိုးကိုကိုရုပ်ရှင်ရိုက်ချင်တယ်လို့ပြောတာမဟုတ်ဘူးအထင်အထင်စပြီးတော့လွဲသွားပြီမဟုတ်ဘူးအဲ့လိုမျိုးနေဇလန်းကိုရုပ်ရှင်ပုံဖော်ချင်တာကိုကမင်းသားမင်းသမီးလုပ်ချင်တာကိုပြောတာမဟုတ်ဘူးကိုကအဲ့လိုပေါ့နော်ဟို cinematographer တယောက်လိုမျိုးကိုကအဲ့ဒီဟာတွေပေါ်မှာဟိုတကယ်စနစ်တကျလေ့လာခဲ့ရတာမဟုတ်ဘူးလေကိုလာခဲ့တဲ့လမ်းကြောင်းကလည်းအဲ့လိုမျိုးလမ်းကြောင်းမဟုတ်ဘူးဒါပေမဲ့ မီဒီယာဘယ်လိုပြောချင်တာလဲဆိုတော့ပတ်ဝန်းကျင်မှာအဲ့လိုအဖြစ်အပျက်တွေတစ်ခုခုစိတ်ဝင်စားစရာတွေ့ပြီးဆိုတာနဲ့အဲ့ဒီအဖြစ်အပျက်ကိုတိတ်ကားထက်မှာပုံပေါ်ကြတယ်အဲ့ဒါခေါင်းထဲမှာအမြဲတမ်းကိုကရုပ်ရှင်ရိုက်မိတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကိုစိတ်စိတ်စိတ်ထဲမှာဖြစ်တယ်လို့ပြောတာကိုကတရုပ်ဆောင်ချင်တာမဟုတ်ဘူးဟိုဦးစတိနဲ့ကျမတို့နဲ့လေခင်မင်းရင်းနေလာတာလေတကယ်ကိုဆယ်စုနဲ့ပစိုးတော့ကိုရှိပြီးတော့ဘယ်လိုပြောမလဲဆိုတော့ကျမလေကိုစတိကိုဘယ်လိုပြောမလဲ ဟိုလုံငန်းပတ်သက်မှုအရာခင်လာမျိုးချက်ဟိုပို့ပြီးတော့ညီကောင်မောင်မစိတ်မျိုးနဲ့ကျွန်မတို့တန်ရောစင်ရှိရယ်ခင်တယ်သူအစဉ်ပြင်ပြင်ပျော်မဲ့အထက်မှာကျွန်မပါတယ်ဒါကြောင့်မလို့ကျွန်မကိုဥစတိနဲ့ပတ်သက်လို့မေးရမယ်ဆိုရင်ကျွန်မဥစတိပေါ်မှာတကယ်ကိုစေတနာမြတ်တာစိတ်မှန်စွာရှိရယ်သူကောင်းချိုးဖြစ်ဖို့အတွက်ကိုအငြင်းနဲ့နှစ်နှစ်ကာကကျွန်မစိတ်ထဲရနေစွတ်တောင်းပေးသူမိသားစုကိုလည်းကျွန်မ အများအဆင်ပြေစေချင်တယ်။အဲ့နေ့တော့ကျွန်တော်တို့ကဟိုပါလေ20တက်နေဆိုတော့စတုတိတာအလူလုံးနေတဲ့အချိန်။တက်တိုင်းဆက်ဆိုင်ပေါ့နော်စတုတိတာအလူလုံးတာလဲကျွန်မအတန်းနဲ့မလုပ်တာဆိုတန်းနဲ့ဆိုတော့သူနဲ့နီးရဲ့သူ့အိမ်နဲ့နီးရဲ့ခါကျတော့သူထွက်လာပြီဆိုတော့ကျွန်မအရန်ကိုပြောတာအရန်ပြောပြောတဲ့ခါကျတော့တော့တွေ့မယ်ဆိုပြီးတော့အဲ့လိုဒါပေမဲ့သူသူစံမြင်ပြရဖို့အရန်ကြာနေတော့အဲ့ဒါသူရှိတဲ့နေရာလေးလိုက်သွားဖြစ်တာ။ကိုကိုကြီးပြေးတာလူသိစရာမလိုဘူးလေနော်သူသိရပါ့။ တော့အဲ့လိုအဲ့လိုတော့လည်းမဟုတ်ပါဘူးဒီလိုပါပဲဒီလိုပါပဲ Ali International Company ပေါ့နော်သူတို့ company ကနေပြီးတော့ပြင်သွင်းတဲ့ Olive brand ပေါ့ Olive က product လောလောဆယ်နှမျိုးထွက်ထားတယ် shampoo နဲ့ hair mask ပေါ့နော် Olive ကနေပြီးတော့နောက်ထပ် body series တွေလည်းထပ်ပြီးတော့ထွက်လာဖို့ရှိသေးတယ်ပေါ့နော် အခု လောလောဆယ်နှစ်ခုပဲထွက်ထားသေးတဲ့အတွက်ကြောင့်မလို့ဒီမှာတော့ဒီနှမျိုးပဲဟိုအသုံးပြုသေးတယ်ပေါ့နော် ဟိုကိုသုံးကြည့်တဲ့အချိန်မှာဒီ olive shampoo ရော hair mask ရောအရန်ကိုကောင်းနေပါဘူး။ကိုကိုရိုင်းလည်းတကယ်နှစ်သက်သဘောကျတဲ့ခါကျတော့လေဟိုတကယ်ကြာကြာလေးလည်းရှိပြီပေါ့နော်ကိုဒီဟာလေးကိုသုံးဆွဲလာတာကြာကြာလေးလည်းရှိပြီကိုကိုရိုင်းလည်းတကယ်ကြိုက်တဲ့အတွက်ကြောင့်မလို့ Olive ကနေပြီးတော့အမကို Brand Ambassador ခန့်ပေးမယ်ခန့်ဖို့ပေါ့နော်သူတို့ဘလို့ကန့်လှမ်းလာတဲ့အခါမှာအမကဝန်ပတ်တတာနဲ့လက်ခံပြသွားတာပေါ့နော်